ကြောင်ကလေးတွေကတင့်ကိုသူတို့ခေါင်းလေးတွေနဲ့ပုတ်တက်ပေးတာပြီးတော့သူတို့ဖမ်းလာတဲ့ကောင်ငယ်လေးတွေကိုစီယူလာတာတွေကကိုယ့်ကိုချစ်လို့ပါတဲ့ဒီဘက်နောက်ပိုင်းခေတ်တွေမှာကြောင်ကလေးတွေခွေးကလေးတွေဟာကိုယ့်ရဲ့ဆဲလဲလေးတွေဖြစ်လာပါပြီပြီးတော့သူတို့ဟာအိမ်ရဲ့မိသားစုပဲနေလို့ပါပဲကိုယ့်ရင်တုန်းကတော့သူတို့ youth site ဆောင်းလျှောက်တာမျိုးအထင်တော့မရှိခဲ့ကြပါ့မယ်အခုတော့သူတို့အတွက်စေကန်းစေယုံကိုကြီးသွားတဲ့အခါသူတို့ကိုဆောင်းလျှောက်ဖို့ပေးဟာသူတို့နဲ့အတူစားတောက်ဆိုင်ထိုင်နေတဲ့ဆိုင်လေးကိုပို့ပေါ်လာပါ တစ်ဖက်မှာလည်းအကြောင်းလေးတွေကသူတို့ရဲ့အချက်တွေကိုပြန်ပြလေးရှိပါတယ်။သူတို့ကလည်းဒီမီသားစုဝင်ဖြစ်ပါတယ်ဆိုတာမျိုးအမူအရာလေးတွေနဲ့ပြလေးရှိပါတယ်။ဒီအမူအရာခုနှစ်ခုကအကြောင်းလေးတွေကတင့်ကိုချစ်တယ်ဆိုတဲ့လက္ခဏာပါ။နံပါတ်1အမူအရာကမျက်လုံးနဲ့အကြီးချင်းစုံတဲ့အခါမျက်လုံးလေးကိုဖြည်းဖြည်းချင်းမိလိုက်ပြန်ဖွင့်လာလေလှုပ်တတမ်းမျိုးကြုံမှုကြမှာပါ။တစ်ခါတလေမှအကြောင်းလေးတွေအိတ်ချင်နေတယ်လို့တောင်ထင်မိတတ်ကြပါတယ်။ဒီပြုတ်မှုကအကြောင်းလေးတွေအိတ်ချင်နေတာမဟုတ်ပါဘူး။ ကြောင်လေးတွေရဲ့အပြုမူဘာသာစကားအရဆိုချစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီအမူအရာလေးတွေကသူတို့ရဲ့ချစ်ခြင်းကိုပြတဲ့အချက်တွေတည်းကတစ်ခုပါနံပါတ်1ကတော့ကိုယ်ကြောင်ကလေးတွေမကြခဏဆိုခေါင်းလေးနဲ့ကိုယ်ကိုလာပြီးပုတ်တက်နေတာမျိုးပါးလေးနဲ့ပုတ်တက်နေတာမျိုးကလည်းချစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါကြောင်လေးတွေရဲ့ဥကောင်းအရှိပိုင်းနဲ့ပါးလေးတွေမှာဆန့်ကလန်းလို့ခေါ်တဲ့အနံ့ထုတ်ပြီးတဲ့ကလင်းလေးတွေရှိပါတယ်အဲ့လိုပုတ်ပေးတာကအနံ့လေးတွေထုတ်ပြီးတော့ငါကမင်းကိုယုံကြည်ပါတယ်မင်းကငါတငယ်ချင်းငါမိသားစုပါလို့ တိမှန်ပြူတာပါ။နံပါတ်3ကတော့ကိုနားလေးမှာလာအိတာမျိုး၊ကိုပေါင်ပေါ်မှာလာအိတာမျိုးပါ။ကိုပေါင်ပေါ်ကလည်းဝေးကိုငေးနေတာမျိုးလေးတွေကြုံတွေ့ရလေးရှိပါလေ။ဒါကကြောင်လေးတွေရဲ့ဘာသာစကားတစ်ခုပါ။ကြောင်ကလေးတွေရဲ့ဓလိကူကသူတို့တော့မလုံးကြုံဘူးလို့ထင်တဲ့နေရာမှာကြာကြာမနေကြပါဘူး။ဒါကြောင့်ဒီလိုအနားမှာလာအိတာကကိုကသူတို့ကိုလုံးကြုံထားပေးနိုင်တယ်ဆိုတာအတိအမှတ်ပြုကြတာပါ။ကြောင်ကလေးတွေကလက်ဆောင်ပေးတတ်ပါတယ်။ဟုတ်ပါတယ်။ခါလီသူတို့ဆော့နေတဲ့ပစ္စည်းလေးတွေကိုစီကိုယူလာတာ ူ့ရဲ့စားစရာတခုခုကိုကိုစီကိုယူလာတာမျိုးသူတို့ဖမ်းလာတဲ့သားကောင်လေးတွေကိုကိုစီကိုယူလာတာတွေကကိုကိုသူတို့မိသားစုဝင်အဖြစ်အတိမပြုလားလို့ဆိုပါတယ်။ဒါကသူတို့ရဲ့ကစားစရာစားစရာတွေကိုမျှဝေခံစားချင်တာကြောင့်ကိုစီယူလာတာပါ။ဒါကနံပါတ်၄အချက်ပါ။နံပါတ်5ဟူရာကတော့ကိုသွားနေတဲ့နောက်တစ်ခေါက်ခေါက်လိုက်တာပါကိုကအလုပ်တစ်ခုကိုလုပ်နေတဲ့အခါသူလည်းနောက်ကနေတစ်ခေါက်ခေါက်လိုက်နေတာကြောင့်တစ်ခါလေအနှောက်အယှက်ဖြစ်ရတယ်လို့တော့ခံစားမိတတ်ပါတယ်ဒါပေမဲ့ ဒါဟာသူတို့ကတင့်ကိုအနှောက်ယှက်ပေးခြင်းလို့မဟုတ်ပါဘူးသူတို့ကအတင်နဲ့တူတူရှိခြင်းလို့သူပျော်ရွှင်နေလို့ဒီလိုလျှောက်လိုက်နေတာပါတခါလေးမှာကြောင်လေးတွေကတင့်ကိုစကားပြောလေးရှိတာမျိုးပြီးတော့ဟောက်တန်တို့အတန်မျိုးလေးတွေကြောင်လေးစီကနေကြားတတ်ပါဒါကို human bonding signal လို့ခေါ်ပါတယ်ဒါကသူတို့တင့်ကိုစိတ်လိုလိုက်ရစကားပြောနေတာပါသူတို့ကအတင်နဲ့စကားပြောတယ်ဆိုတာကသူတို့ရဲ့ချစ်ချင်းကိုပြတာပါဒါကနံပါတ်6ပါနံပါတ်9ကတော့ကိုဘေးမှာလှည့်အိပ်ပြီး ူ့ရဲ့ဘိုက်ကလေးတွေပြတတ်နေရှိရမှုရပါဒါကတင့်ကိုပုတ်ပေးပါလို့ပြောတာမျိုးမဟုတ်ပါဘူးတခါလေကိုကဘိုက်ကိုပုတ်ပေးတဲ့အခါသူကမကြိုက်ကြောင်းအမှုရာပြတတ်နေရှိပါတယ်ဒါကြောင့်ဘိုက်ကလေးကိုပြတာဟာပုတ်ပေးစေခြင်းလို့ဆိုတာအချိန်တိုင်းမှမှန်ပါဘူးဒါပေမဲ့ဒီအမှုရာကတင့်ကိုယုံကြည်တယ်ဆိုတဲ့အမှုရာပါဘာကြောင့်လဲဆိုရင်သူတို့အတွက်ဘိုက်ကအရေးကြီးတဲ့နေရာလို့သတ်မှတ်ထားလို့ပါဒါကြောင့်သူတို့နဲ့မရင်းနှီးတဲ့သူဆိုရင်ဒီလိုမပြတတ်ပါဘူး လူတွေရဲ့မူကျင့်အတိုင်းပြောရရင်ယုံကြည်မှုရှိတဲ့သူကိုပဲသူ့ရဲ့အကြောင်းပြန်ပြောသလိုမျိုးအဲ့လိုပုံစံမျိုးပါဒါကတော့မြောင်လေးတွေကတခင်ကိုရှစ်ပါတယ်ဆိုတဲ့အမူအရာတွေကတချို့ပါတခြားအမူအရာတွေလည်းရှိပါသေးတယ်ဒါကတော့ကျွန်တော်နေ့စဉ်ကြုံနေကြကြောင်လေးတွေရဲ့အမူအရာအကြောင်းပါနောက်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားကြလို့ပြန်ဆက်ပေးဦးမှာပါဒါကြောင့် A Glass of Knowledge ရဲ့ channel ကို subscribe လုပ်ပေးထားပါဦးเนาะဒီမှာလည်း